မြတ်စွာဘုရားရဲ့ဝါဒကယုံလဲရှိတယ်နံလဲရှိတယ်လို့တတ္တဝါဆိုတာယုံနဲ့နံနှစ်ခုပေါင်းဆက်ထားလို့စွန့်အင်တွေရပြီးတော့ဒီလှုပ်ရှားတာတို့သွားတာတို့လာတာတို့ပြောတာတို့ဆိုတာတို့ကြံစည်တွေးတောတာတွေဖြစ်ပေါ်လာတယ်အဲ့တော့နှစ်ခုပေါင်းဆက်မှဖြစ်တယ်ဆိုတော့ဘာနဲ့ဥပမာတူလို့ဆို robot ဆိုစက်ရုပ်နဲ့သွားအလားတန်းတူတယ် robot ဆိုတဲ့စက်ရုပ်ကလေးတွေဟာကြည့်နေဘက်ထရီလဲပါရမယ်ဂျန်နဲ့လိုအပ်တဲ့အချက်လက်တွေ သူ့ရဲ့ကရိယာဒုစပလာတွေအကုန်ပါလို့ရှိရင်သူကစကားပြောတာတို့လှုပ်ရှားတာတို့သွားလာတာတို့ဒီလိုဖြစ်တယ်ဒုစစီဖြုတ်သိမ်းလိုက်တဲ့အခါကျတော့ဒါတွေအကုန်လုံးမရှိတော့မဖြစ်နိုင်တော့တတ္တဝါတွေတရှိတတ္တဝါလို့ခေါ်ကြတဲ့အရာတွေကလည်းအာလုံယုံနဲ့နဲ့ပေါင်းဆက်ပြီးတော့အာလုံဟာတွဲဆက်လိုက်တဲ့အခါကျတော့မှစွရင်တတ္တိတခုဆိုပေါ်လာတယ်ဒါကြောင့်ဝိသုဒ္ဓိမက်မှာရူပံနေတေသံ ရုပ်မှလည်းပဲဘာမှစိုင်းတတ္တိမရှိဘူးတဲ့ယုတ်တိတတ္တဆင်ဘာမှစိုင်းတတ္တိမရှိဘူးနာမနိတိဆံနာလည်းဘာမှစိုင်းတတ္တိမရှိဘူးတဲ့ယုတ်နဲ့နာနဲ့နှစ်ခုပေါင်းလိုက်မှဒီစိုင်းတတ္တိဆိုတာအစွမ်းအားတစ်ခုဆိုပေါ်လာတာတဲ့အဲ့တော့ဒီနှစ်ခုဟာဒီဒဝဝတရားအနေနဲ့ရှိနေကြပြီပဲလို့နှစ်ခုပေါင်းမှစိုင်းတတ္တိပေါ်လာအေးအဲ့ဒီစိုင်းတတ္တိပေါ်လာပြီဆိုတဲ့အခါကျရင် တန်ရှင်းဖို့တို့စင်ကြယ်ဖို့တို့ဘဝမှာအခြေအနေကောင်းဖို့တို့ကြတော့ဘယ်သူကအဓိကကြတော့ဆိုတော့အဲ့ဒီကြတော့ပြင်ရဆင်ရမှာကြတော့လမ်းအသွားပြီးအဓိကကြ။ဟုတ်